င်္ဂလာပါခင်ဗျရှန်ကုန်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ပတ်စစ်ကောင်းဆောင်မဲအောင်လည်းကမကြခင်ကမှပြည်သူဘန်နာဒွေနဲ့ဝေထားတဲ့ Airbus လေယာဉ်နဲ့ပဲသူ့မိသားစုနဲ့အတူပြည်ပခီးစဉ်အဖြစ်ဘယ်လာရုစ်နိုင်ငံကိုထပ်မံတောရောက်အောင်မှဖြစ်တယ်လို့ဆိုပါတယ်အေရဒင်းဘူးမြို့နယ်ကထူးကြီးမြို့အမှတ်1ရပ်ကွက်မှာအချက်ပတ်စစ်ကောင်းစီတပ်ကလူငယ်တွေကိုစစ်မှုထမ်းဖို့မဲနိုင်ခိုင်းရမှာဗလာမပါပဲအကုန်လုံးပေါက်မဲတွေဖြစ်နေပြီး အုတ်ကြီးရဲ့မိသားစုဆွေမျိုးတွေကစစ်မှုထမ်းစရင်နဲ့မပါဘူးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါစို့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်စစ်ကောင်းဆောင်မဲအောင်လိုင်ကမကြခင်ကမှပြည်သူဘန္နာတွေနဲ့ဝယ်ယူထားတဲ့ EBS လေးရင်နဲ့ပဲသူ့မိသားစုနဲ့အတူပြပခီးစဉ်အဖြစ်ဘယ်လာရုစ်နိုင်ငံကိုထပ်မံတွားရောက်အောင်မှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရေကုန်ခစ်တက်ကိုပြောပါတယ်။လာမယ့်ရက်ပိုင်းမှာပဲအချက်ဖတ်စစ်ကောင်းဆောင်မဲအောင်လိုင်ဟာ မကြခင်ကမှပြည်သူ့ဘဏ္ဍာတွေနဲ့ဝယ်ယူထားတဲ့ Airbus လေယာဉ်နဲ့ပဲသူ့မိသားစုတာသမီမြင်းမြစ်တွေပါခေါ်ပြီးတော့ Belarus နိုင်ငံကိုထပ်မံပွားရောက်အောင်မှဖြစ်ပြီးဇွန်လ29ရက်နေ့မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီ Airbus လေယာဉ်ကိုအခု2025ခုနှစ်ဖေဖော်ဝါရီလပိုင်းကပဲအကြမ်းဖက်မဲအွန်လိုင်းကပြည်သူ့ဘဏ္ဍာငွေတွေဖြစ်တဲ့ American Dollar 60နီးပါးကို နိုင်ငံတော်ဘတ်ဂျက်ထက်ကနေအသုံးပြုပြီးသူ့မိသားစုနဲ့ပြည်ပနိုင်ငံအလဲပတ်ခီးစဉ်တွေတွားတဲ့အခါမျိုးတွေမှာပါအသုံးပြုဖို့ဝယ်ယူထားတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ AR တိုင်းကငတိုင်းချောင်းမြို့နယ်အပိုင်းထိအာရခတတော် AE နဲ့ PTF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်တွေရောက်လာပြီးစေကောင်းစီတပ်ကလည်းလေချောင်းကရော့လက်နက်ကြီးနဲ့ရော့ပစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသခံပြည်သူတွေကရေကုန်ကစ်တစ်ကိုပြောပါတယ်လက်ရှိအာရခတတော် AE နဲ့ PTF ပူးပေါင်းတပ်တွေဟာ AR တိုင်းကလီမနာမြို့နယ်ကနေတဆင့်ရေကြီးမြို့ငတိုင်းချောင်းမြို့နယ်အတွင်းကိုရောက်ရှိလာပြီးအဲဒီဒေသမှာရှိတဲ့ကျေးရွာနေလူငယ်တွေလည်းအရခတတော် AA နဲ့ PDF တက်တွေစီကိုဝင်ရောက်တွားကြတာတွေပါရှိတယ်လို့ဆိုပါတယ်ဇော်လာ22ရက်နေ့ကဆိုရင်ရေကြီးမြို့ငတိုင်းချောင်းမြို့နယ်ကဆက်ဆက်ယူကျေးရွာနဲ့ဇီယိုဆန်ကျေးရွာပတ်တွေကိုအချမ်းပတ်စကောက်စီတက်ကလေချောင်းကရော့လက်နက်ကြီးနဲ့ပါပစ်ခတ်မှုတွေရှိနေပြီးလက်တော်တီထားချက်အရစကောက်စီတက်ကပစ်တဲ့လက်နက်ကြီးကြီကြောက်တန်ကားတော်တော်ပါ အမျိုးသမီးတဦးနဲ့ကလေးငယ်တဦးတေဆုံထားတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိ ARV တိုင်းအတွင်းမှာအရခတ်တော် A နဲ့ PDF ပူးပေါင်းတက်တွေရဲ့ထိုးစစ်ဟာတဖြည်းဖြည်းရှေ့ကူတာတိုးလာနေပြီမဲ့စေကောင်းစီတက်ကတော့မြို့ပေါ်ဒေသတွေကအဓိကအခြေပြုပြီးခန့်စစ်ပြင်ဆင်နေရတဲ့အခြေအနေဖြစ်နေတယ်လို့လည်းဒေသခံသတင်းရင်းမြစ်တွေကပြောထားကြပါသေးတယ်ခင်ဗျ။တဖက်မှာတော့ ARV တိုင်းအင်ကဘူးမြို့နယ်ကထူးကြီးမြို့အမှတ်1ရပ်ကွက်ပါ။ ဂျပန်စစ်ကောင်စီတပ်ကလူငယ်တွေကိုစစ်မှုထမ်းဖို့မဲနိုင်ခိုင်းရမှာဘလာမပါပဲအကုန်လုံးပေါင်မဲတွေဖြစ်နေပြီးအောက်ကြီးရဲ့မိသားစုဆွေမျိုးတွေကစစ်မှုထမ်းစရင်းနဲ့မပါဘူးလို့မဲနိုင်ခဲ့ရတဲ့လူငယ်တအုပ်ကရေကုန်ခစ်တဲ့ကိုပြောပါတယ်ဒါကတော့လက်ရှိ AOD တိုင်းမှာအာရခတတော် AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်တွေဟာအရှိတ်ကိုတပြေးပြေးတိုးလာနေတဲ့အချိန်စစ်ကောင်စီကလူငယ်တွေကိုစစ်မှုထမ်းတသားတဲ့အဖြစ်နှီးပေါင်းစုံနဲ့စုဆောင်းနေတယ်ဆိုပါတယ်လက်ရှိမှာလည်း ။ AR တိုင်းအင်ကပူမြို့နယ်ထူးကြီးမြို့အမှတ်၁ရပ်ကွက်မှာဆိုရင်စစ်ကောင်စီလက်အောက်ခံအုတ်ချုပ်ရေးမှုရာဇာထုံးဆိုသူကလူငယ်တွေကိုစစ်မှုထမ်းမှုမဲနိုင်ခိုင်းရမှာဗလာမပါပဲအကုန်လုံးပေါင်မဲတွေဖြစ်နေပြီးမဲနိုင်ရမယ်လူငယ်အယောက်200ဝန်းကျင်လုံးပေါင်မဲတွေရရှိထားတယ်လို့မဲနိုင်ခဲ့ရတဲ့လူငယ်တွေကပြောထားကြပါတယ်။အဲ့ဒီလိုစစ်မှုထမ်းမှုမဲနိုင်တဲ့စရင်မှာတော့အဲ့ဒီအင်ကပူမြို့နယ်ထူးကြီးမြို့အမှတ်၁ရပ်ကွက်အုတ်ချုပ်ရေးမှုရဲ့မိသားစုဆွေမျိုးတွေကတော့ မဲနှက်ရတဲ့စရင်ထဲမှာလုံးဝမပါဘဲကင်းလွတ်ခွင့်ရထားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းကထီးလင်းမြို့မှာရက်စကတ်မှာဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကြီးအကဲ73ဦးထွက်ပြေးလွတ်မြောက်လာပြီးတဲ့နောက်အချုပ်ခန်းဆောင်တဲ့ရဲတွေကိုအချက်ဖက်စကောက်စီတပ်ကသူ့လူအချင်းချင်းပြန်ပြီးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာတွေလုပ်နေတယ်လို့ YRA ထီးလင်းအဖွဲ့နဲ့ရောအလင်းတိုင်းရဲ့တာဝန်ရှိသူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ ဇော်လ18ရက်နေ့ညပိုင်းကပဲတီလင်းမြို့မှာရဲစခန်းမှာဖမ်းဆီးချုပ်နှောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသား73ဦးဟာထွက်ပြေးလွတ်မြောက်လာခဲ့ပြီးအဲ့ဒီကအကျဉ်းသားတဦးကတော့မိုင်းနေမိပြီးတော့တေဆုံးသွားတယ်ဆိုပါတယ်အဲ့လိုအချုပ်ခန်းကနေထွက်ပြေးလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုတော့ဒေါ်လာရေးတပ်တွေကတွားရောက်ခေါ်ဆောင်ပေးခဲ့ပြီးမိုင်းနေမိတဲ့အကျဉ်းသားကိုလည်းကောင်းကောင်းမွန်မွန်တကြိုးပေးခဲ့တယ်လို့ဂျန်တဲ့အကျဉ်းသားတွေကိုတော့သူတို့တွားခြင်းနဲ့နေရာတွေကို ဒေါ်လာရေးတက်တွေကပို့ဆောင်ပေးနေပါတယ်လို့လည်း YRE ထီလင်းတက်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောထားပါတယ်တဖက်မှာတော့အချက်ဖက်စစ်ကောင်စီတက်ကအခုလိုနိုင်ငံရေးအကျဉ်းသားတွေထွက်ပြေးလွတ်မြောက်သွားလို့ဆိုပြီးထီလင်းမြို့မှာ Yes ခန့်ရဲ့အချုပ်ဆောင်ရဲတွေကိုဖမ်းဆီးနှိပ်စက်ရာကနေရဲတက်ချက်မြင့်အောင်နဲ့ရဲတက်ချက်ကြော်စမ်းထွေးဆိုသူတို့နှစ်ဦးသေသွားပြီလို့လည်းရော်လင်းနိုင်ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ စကိုင်းတိုင်းကရာတော်မြို့နယ်အတွင်းဝင်ရောက်လာတဲ့အချက်ဖတ်စစ်ကောင်စီတပ်ကိုတော်လိုင်းရဲတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားနဲ့ပြူစောတိစုစုပေါင်း9ဦးကတော့အသီးသီးသိမ့်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများပြီးပြန်ဆုတ်သွားကြတယ်လို့မွန်ရခိုင်ပောက်ဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကနေထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့ဇော်လ16ရက်နေ့ကစပြီးရာတော်မြို့နယ်အတွင်းဝင်ရောက်လာတဲ့အချက်ဖတ်စစ်ကောင်စီတပ်ကိုငွေတွင်းပြူရွာအနီးနဲ့ဥကြစီတဒါဘတ်တွေမှာတော်လိုင်းရဲတပ်တွေကကြဖြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သားနဲ့ပြူစော်တီစုစုပေါင်း5ဦးကတော့အသေးသေးတေကုံကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးပြန်ဆုတ်သွားကြတယ်လို့မုံရခိုင်ပကပအတူတိုက်ခိုက်ရေးတပ်ဖွဲ့ကနေထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတတွင်တွင်ပြောဆိုနေတဲ့အချက်ဖက်စစ်ကောင်စီတပ်ကပဲမန္တလေးတိုင်းကနထိုးကြီးမြို့ပေါ်မှာရှိတဲ့ ်တမိုင်းဝင် ရှင်ပင်သာဒွန်းဥဖရာကိုလေနဲ့လာပြီးဘုံကျက်တက်ခိုက်သွားမှုကြောင့်ဖရာဇီတီနဲ့ဘုံပြတ်သက်အဆောင်တွေပျက်စီးသွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲရတိုးကြီးမြို့ပေါ်အမှတ်နှစ်ရက်ကွက်မှာရှိတဲ့ရှင်ဟောင်းတမိုင်းဝင်ရှင်ပင်သာဒွန်းဥဖရာကိုအကြံဖက်စကောက်စီတက်ကလေနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံတွေကျက်ချတက်ခိုက်သွားတယ်ဆိုပါတယ်အဲ့လိုစကောက်စီတက်ရဲ့လေးချောင်းတက်ခိုက်မှုကြောင့် ဖျားဇေဒီနဲ့ဘုံပြတ်တဲ့အဆောင်တွေပျက်စီးသွားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားသလိုဒီလိုတမိုင်းဝင်ဖျားတဆူကိုတော့လေချောင်းကနေဘုံကျဲတက်ခိုက်နေတဲ့စစ်တပ်ရဲ့လောက်ရက်တွေကိုမဘာသာဘုံကြီးတွေလည်းတည်တည်နေပြီလို့ဒေသခံပြည်သူတို့ကပါပြောထားပါသေးတယ်။တစ်ဖက်မှာတော့အကြံဖက်စစ်ကောင်စီတပ်ဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတွင်တွင်ပြောနေပြီမြဲလက်တွေ့မှာတော့သူတို့စစ်တပ်ကပဲ နိုင်ငံတော်မှာရှိတဲ့ဖျားဇီးတွေဘုံကြီးเจ้าတွေအပါဝင်ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေုံနေမှာကတန်ခါဒေါ်ရီပါမချန်းဤမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ